ရွှေဝတ်တဲ့သူတွေတတိထားတော့နှခွက်စီသမ္မာဘတ်မှာလက်လက်ဆက်ဆက်ဖြစ်သွားတာအဖွားတယောက်ဝတ်ထားတဲ့ရွှေတွေလည်းပျောက်သွားတဲ့အလောင်းကိုစားလာအိတ်အဖြူနဲ့ထုတ်ပြီးတော့လေခွေးနဲ့မှတပစ်ထားတာလို့ဖြစ်ရတာလဲဆိုခု9လပိုင်း9ရက်နေ့မနက်စင်ပိုင်းကျော်လောက်မှာအဖွားကသူ့ရက်ွက်တဲ့ကအငါးထက်စီဆိုင်ကယ်ကိုငါစီခဲ့တယ်ဒီထက်စီဆိုင်ကယ်တမားနဲ့အဖွားနဲ့ကလည်းရင်းနေတယ်ခင်းတယ်ဒါကြောင့်အဖွားကငါစီခဲ့တာပုံမှန်ဆိုအဖွားကအိမ်ထဲကအိမ်ကြီးကိုအချောင်းကိစ္စအရေးမကြီးပဲနဲ့ထွက်လေမရှိဘူး ူအဲ့ဒီနေ့မှာအဖွားကအရေးကြီးတဲ့နဲ့တူပါတယ်ရှင်အတိထက်စီဆိုင်ကယ်ကိုသူငားစီးပြီးတော့သွားတယ်သွားတဲ့နေ့ကဆွဲသွားတဲ့ရွှေကျိုးငားချက်တာလက်စုပ်ငားမှုပြီးတော့ပတ်စံပတ်ငွေတစ်တောင်းနောက်ပြီးဟန်ဖုန်းတစ်လုံးပါသွားတယ်ပတ်ငွေနဲ့ဆိုနှစ်သိန်းကျော်ပါတယ်ဒါပေမဲ့အဖွားအိမ်ပြန်မရောက်လာခဲ့ဘူးအဖွားသားကလည်းလိုက်ရှာလဲမတွေ့ဘူးအမျိုးတွေဆက်တွေ့လဲမရဘူးအဲ့တော့အဖွားရဲ့သားကသူငားစီးသွားတဲ့တက်စီဆိုင်ကယ်ကိုတမားကိုလိုက်မိတယ်အားရဲ့အမေဘမစိတ်နေကြလာလဲလို့လိုက်မိတော့တက်စီတမားကနေ့ရဲ့အမေ ေကအဲ့ဒီကငတ်ဆက်ကင်းနဲ့လက်ရှိခဲ့တာတော့မှန်တယ်။တနေရာရောက်တော့နေမေကငါဒီမှာပဲစိနေခဲ့မယ်။ငါ့ကိုဒီမှာပဲချပေးငါသားကငါ့ကိုလက်ချိုလိုက်မယ်လို့ပြောတယ်။ဒါကြောင့်ငါလည်းနေအမေကိုချပေးပြီးတော့ငါလည်းဆက်ကဲမောင်းထွက်လာခဲ့တယ်လို့ပြောတယ်။ဖွားရဲ့သားကလည်းအမေကိုလက်ချိုမယ်လို့မပြောခဲ့မိဘူး။ဒီတမားရဲ့စကားပေါ်တော့ဟုတ်လားမဟုတ်လားဆိုတာသိချင်တော့အနေရာတိုင်းမှာတက်စင်ထားတဲ့ CCTV တွေပြီးတော့အဖွားတွတ်တက်တဲ့နေရာတွေလိုက်စုံစမ်းမေးမြန်းတယ်။ဒါပေမဲ့တက်စီတမားစကားကလွဲနေတယ်။အမေကသူပြော ောတဲ့နေရာမှာဆင်းနေခဲ့တာလည်းမဟုတ်ဘူးဖွားရဲ့သားကဒီကိစ္စကိုရဲကိုတတ်တိုက်ခဲ့တယ်စနေရနေ့ဆိုရင်အဖွားပြောင်းနေတာ၄ရက်ရှိပြီဒီနေ့တနင်္လာမှတော့အဖွားရဲ့တည်င်းကိုရခဲ့တယ်ဖွားယူသွားတဲ့တယ်လီဖုန်းကနေတဆင်းဗမာရှိနေတယ်ဆိုတာကိုခြေရခံကြတော့နောက်ဆုံးလေကွင်းထဲမှာတတွေ့တယ်အလောင်းကပုံနေပြီးအလောင်းကိုဘလို့ပစ်ထားလဲဆိုရင်ဆာလာအိတ်အဖြူနဲ့ ထုတ်ပြီးတော့လဲခွင်းထဲမှာတပစ်ထားတာပထမမသိဘူးပေါ့နော်အဲ့မှာလဲလုတ်တဲ့သူတွေကပုတ်စော်နန်းနေနန်းနေဆိုလို့သွားစီးကြည့်တော့ဆာလိုက်ထဲမှာအလောင်းထည့်တာတွေ့တယ်အဲ့ခါကျမှအဖွားရကပေါ့နော်ရှုံးသွားခဲ့ပြီအဲသူသွားတော့ဝှစ်ထားတဲ့ပစ္စည်းတွေကလည်းမရှိတော့ဘူးရွှေကြိုးလည်းမရှိတော့ဘူးလက်စွပ်လည်းမရှိတော့ဘူးဘက်အိတ်တွေလည်းမရှိတော့ဘူးအဲ့ဒါတွေကပျောက်သွားတယ်ပေါ့လူများဖြစ်နိုင်မလဲဆိုပြီးလိုက်ရှာစုံစမ်းကြည့်တော့အဖွားနောက်ဆုံးရှိသွားတဲ့စိုက်ကတစီသမားကအနည်းဆက်ဆုံးလူဖြစ်နေတယ်ဒီလူနဲ့ပဲအဖွားကနောက်ဆုံးခရီးသွား ွားခဲ့ခြင်းဖြစ်တာလူဆိုးကရွှေတွေကိုချွတ်ယူသွားတယ်ပြီးတော့အလောင်းကိုဆာလာအိတ်နဲ့ထုတ်ပြီးလက်ကွင်းထဲမှာလာပစ်ထားတဲ့ကြည်လို့ရတဲ့ CCTV တွေကလည်းအိတ်နာမှာမရှိဘူးဒီတော့ line တွေကပျောက်နေတော့ဝရှင်ခွားငါးစီးသွားတဲ့ cycle taxi သမားနဲ့တိတဲ့အတိတ်တယောက်ကပြပြတယ်ပေါ့နော်အလောင်းမတွေ့ခင်နိုင်ပိုင်းအလိုကသူငါးစီးကိုဖုန်းဆက်လာခဲ့တယ်အရက်တူတောက်မလားတွက်လဲမလားပြီးတော့ငါနဲ့တွက်ကစားမလားလို့သူခေါ်တယ်ပေါ့နော်ကြီးကလည်းနေပမာလဲမေးတော့ cycle taxi သမားကငါကော့ဆူမွေမှာရှိနေတယ်လို့ပြောပြီးတော့သူလည်းဖုန်းချသွားလိုက် တယ်အဲ့ဒီကစပြီးတော့အဆက်တွေပြစ်သွားခဲ့တယ်ပေါ့နော်တိတ်မကြဘူး၁၂ရက်နေနေ့လက်တနားကြီးမှာအဖွားရဲ့အလောင်းကိုလေခွေးနောက်မှာတွေ့တယ်ပေါ့ရှင်ရွှေတွေချွတ်ယူသွားပြီးအလောင်းကိုဆာလာအိတ်နဲ့ထုတ်ပြီးတော့လေခွေးနဲ့မှာလာပြစ်သွားတဲ့လူစုကိုလည်းလိုက်နေစေပါ